သေးရကလားကျွန်တော်သေးရကအဲ့လိုတိတ်တော့မကြိုက်ဘူးကျွန်တော်ကျွန်တော်ကျွန်တော်ကြောက်တယ်ကြောက်တယ်လို့မကြိုက်တာတကယ်တမ်းကျတော့အဲ့ဒါတွေကတကယ်တမ်းတခြားခြားတဲ့ခါကျတော့လေအခုဒီအရွယ်ကြီးရောက်လာတာမှာလူကြီးတွေရှောက်ချောက်လို့ဆိုတာကျတော့တကယ်တကယ်လိုက်ရှာတဲ့ခါမှာအဲ့ဒါတွေကတကယ်မရှိတာမရှိဘူးဗျာကိုယ်စိတ်ကကိုယ်ပြန်ချောက်နေတာကြောင့်လို့ကျွန်တော်မြင်တယ်ဗျာဟုတ်ဒီတော့ထား တချို့လက်ဆောင်ကျင်းစာတွေဖြစ်နေတတ်တယ်လူခံစားရတယ်ကောင်းကြီးကျွန်တော်ကြီးနေနေတော့လက်လန့်သွားတော့တစ်ချက်ပေါ့ပြီးမှဟိုကပြီးမှထိုင်ကြည့်ရသူကလန့်ကိုယ်ကဘေးကရောရောလန့်သွားတော့ပေါ့နည်းနည်းအဲ့မှာအဲ့ကြောင်၆တဲ့နေရာလေးမှာတော့မိုက်တယ်အားတွေဟောရဲသားတကူတော့ရမှာပါဟိုပါပေါ့ ဒီထဲမှာတော့တချို့အားတွေရုပ်ရှင်ဆိုတော့ရုပ်ရှင်သဘောတရားအညီပဲရိုက်သွားတာအပြင်လက်တွေ့နဲ့တော့နည်းနည်းတော့ကွာတာပေါ့အဲ့ဒါလေးတော့မြင်ရမှာတော့ဟောပေါ့လေအဓိကတော့ကျွန်တော်တို့ကံဒီ၅ဘာတိလာရောကံ၅ဘာရောအဲ့ဒီဥစ္စာတွေတော်တော်များများပေါ့နော်၅ဘာတိလာဆိုတော့အခြေခံအဖြစ်တော်တော်များအသိတဲ့နဲ့အော်တည်တဲ့နယ်ကဘုရားဘာသာတွေမှာရှိတဲ့အခြေခံကိုယ်ပွဲယုံကြည်မှုဖြစ်တဲ့ဒီငါးပါးတိလာလောက်ကိုတော့ဟိုလူငယ်တွေနင်းနေသိထားတဲ့နယ်ဆိုရဲသဘောတရားလေးနော်ဘာသာရေးတည်ကိုနဲ့ ဟိုမယုံလာမဟုတ်ဖိုင်းနဲ့တကယ်ကိုစိတ်ထဲကနေတတ်ဝင်ယုံကြည်ရဲ့လူတွေနဲ့တွေ့တဲ့အခါမှာအေးချမ်းမှုဖြစ်တယ်ဒီမကောင်းတဲ့ဒီဘယ်လိုပြောရမလဲခုနပြောတဲ့တရက်တစေစတဲ့ဒီဟိုနေဥပရလောကလို့ပြောမှာပေါ့နော်အဲ့ဒီကိစ္စတွေဒီဘာသာတရားရှိတဲ့မိသားစုဝင်ဝိုင်းနဲ့ထိတွေ့တဲ့အခါမှာပူလောင်မှုတွေကိုကြုံရတယ်ဆိုတာသူအဲ့ဒီသဘောတရားလေးတွေဒီကားကိုကြည့်ချင်းအဖြစ်ဘာသာရေးနဲ့ပတ်သက်တော့နှီးရွယ်တော့ကိစ္စရက်တွေလည်းမိမောင်းထုတ်ပြရတွေပါပါတယ်ဟုတ် ်ဟမ်ရင်းလိုက်ပါကြည့်ရအောင်ကြိုက်တာသိရှိတယ်သိရကလားကျွန်တော်တည်းကအဲ့တိတ်တော့မမကြိုက်ဘူးကျွန်တော်ကျွန်တော်ကျွန်တော်ကြောက်တယ်ကြောက်တယ်ကြောက်တယ်လို့မကြိုက်တာကျုံလားတကယ်တမ်းကျတော့အဲ့ဒါတွေကတကယ်တမ်းရှာရှာတဲ့ခါကျတော့လေအခုဒီအရွယ်ကြီးရောက်တဲ့ခါမှာလူကြီးတွေရှောက်ချောက်လို့ဆိုတော့ကျတော့တကယ်တကယ်လိုက်ရှာတဲ့ခါမှာအဲ့ဒါတွေကတကယ်မရှိတာမရှိဘူးဗျာကိုယ်စိတ်ကကိုယ်ပြန်ချောက်နေတာအကြောင်းကျွန်တော်မြင်တယ်ဗျာဟုတ်ရှိတော့ရှိမယ်ဗျာဒါပေမဲ့ ဟိုပြောအမြင်ရလူတွေပြောသလောက်ကြီးတော့မဟုတ်တော့ဘူးဗျာအဓိကတော့ကိုယ်စိတ်ကကိုယ်ပြန်ခြောက်တာများပါအခုနောက်ပိုင်းတော့တိတ်မကြောက်တော့ဘူးဗျအရင်ကတော့တော်တော်ကြောက်တယ်အခုနောက်ပိုင်းတကယ်မကြောက်တော့ကျွန်တော်တို့နေဒီမှာငယ်တွေကအကြည့်ရမလူကြီးတွေကမိုးချင်းပြီဆိုတော့အဒေဝောကြီးတို့အဲ့လိုမျိုးရှောက်ရှောက်တယ်အဲ့ဒီအရာတွေကကျွန်တော်တို့ခေါင်းထဲမှာရိုက်ထည့်ရတာအဲ့ကြောင့်ကျွန်တော်တို့ကကြောက်နေကြတာအခုကလေးတွေကအတိတ်မကြောက်ကြတော့ပါဘူးเนาะဒီကားကြီးလည်းဒီကနေ့ပြောရရင်တရေဆိုတာအတွက်ပေါ့ ဟိုကောင်းသောစိတ်နဲ့မကောင်းသောစိတ်ပေါ့နော်လောဘစိတ်နဲ့ဟိုဒီမေတ္တာစိတ်ပေါ့အတ္တကြီးတဲ့သူရဲ့ခံစားရတဲ့သဘောတရားတွေဒီထဲမှာပါတာပဲပေါ့ဆိုတော့တရေကားရမဟုတ်ပါဘူးကြည့်ရင်လောကမြင်တယ်လည်းမြင်လို့ရတဲ့ point တော့ဒီအများကြီးပါပါတယ်ဗျဟုတ်ကြည့်ပြီးရင်တစ်ခုခုတစ်ခုခုပေါ့ဟုတ်တယ်ခုတော့စဉ်းစားရတယ်ကြံခဲ့မှာတရေကားဆိုတာတဲ့တစ်ခုခုတွေးစီရတော့ကြံခဲ့မှာကြံခဲ့မှာဟုတ်အာသာတရားကိုဒီဇိုင်းမှမလုပ်ဘူးဆိုရင်တော့အာဘာတိလာတော့လုံးသိချင်တယ် ာမတည်လားဆိုတာဘာလို့ပြောတာလဲခင်ဗျာတော့ရဲလွင်ဦးကကြတော့စောရတော်တဲ့ကလေးပေါ့နော်တကယ်လဲစူးစားတဲ့ကလေးနောက်မင်းမောင်ပြန်ဆိုလို့ရှိရင်လဲတကယ်အေးရှင်းရှင်းနဲ့ item ကို detail လုပ်တဲ့ကလေးတွေပေါ့အဲနှစ်ယောက်လုံးဒီကားမှာပါနေတာပေါ့နော်ပါနေတော့ကိုယ်ညီလေးလည်းဖြစ်တယ်နောက်ကိုယ်မိသားစုလို့ဖြစ်တဲ့ကလေးလည်းဖြစ်တဲ့အခါကျတော့အဓိကတော့သူတို့သူတို့ support ပေးနေတာရဲ့နောက်ကိုဒီအတွက်လဲအားဖြစ်စေခြင်းနဲ့စံနာနဲ့ကျွန်တော်လာကြည့်ကြတာပါတကယ်လဲဟိုမျောလင်းထားသလိုဖြစ်ပါတယ်ဗျဟုတ်လာကြည့်ရပြည့်တဲ့တွေအတွက်လဲ ကြည့်ပြီးဟိုတစ်ခုခုစဉ်းစားစရာလေးတွေဖြစ်သွားပြီးတော့အိမ်ရောက်လို့ရှိရင်ပြန်တွေးစရာလေးတွေဉာဏ်ရဲ့ကားလို့ပြောပြရတယ်ဗျာ